ိသမ ्या အလုံးပဲမင်္ဂလာပါခင်ဗျာ channel ကြီးကနေအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘုံလရက်ကွက်အစီအစဉ်တင်ဆက်မဲ့အချိန်ဖြစ်ပါတယ်ဒီနေ့မှာလည်းထုံးစံတိုင်းပဲဘုံလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အားကစားအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုစိုးဝင်းသောကိုချင်းကြီးတို့နဲ့အတူဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲတော့ကိုစိုးဝင်းသောကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါခင်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့မနေ့ကတည်းကအဲနည်းနည်းလေးပူပြော လူရမယ်နေပေါ့နော်ဒါပေမဲ့မနေ့ကလည်းပြောကြပါတယ်ပြောနော်အချိန်နေတော့ကြော်တယ်ဒါတော့ပတ်တိုင်းလည်းကြော်နေကြပါနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ည7:00နာရီမှာ Brentford နဲ့ Man City ပွဲလေးရှိရဲအဲ့တော့အဲ့ Premier League ပွဲကိုကျွန်တော်ဒီနေ့သုံးသပ်ဆွေးနွေးကြပါဖြစ်ပါတယ်အဲ့ဒါပေမဲ့ကုဆွေးတော်တို့ကုချင်းကြီးတို့က Premier League ပွဲတွေကိုကျွန်တော်ထင်တာ2000 စနစ်လောက်ကဆိုလို့ရှိရင်စနစ်နှစ်အဲစနစ်၃စနစ်နှစ်လောက်ပေါ့လေစနစ်နောက်ပရီးမီယာလိဆိုရင်တော့ရှော့တင်ဆက်ခဲ့တဲ့လူတွေရင်းနှီးခဲ့တဲ့လူတွေအကျွမ်းတဝင်ရှိခဲ့တဲ့လူတွေအဲ့မှာတည်ကြတာကတော့ဟိုဖြတ်လျှောက်မဟုတ်ခဲ့ဘူးဗျာတင်ဆက်ခဲ့ဆိုတော့တကယ် main rule နဲ့ဟိုဘယ်လိုပြောမလဲဟိုအစင်တစိုက်ဒီဇိုင်းမမတ် ဆိုင်လိုက်မှတ်တဲ့ဒီလိုတောက်လျှောက်သွားခဲ့တယ်ကျွန်တော်တို့ကတချို့ဝေးသွားတဲ့အချိန်တွေရှိတယ်ကျွန်တော်တို့ကဒီ sport ကိုလုတ်ခဲ့ပြီးမဲ့အဲဒီဘောလုံးနဲ့ပတ်သက်ပြီးတော့ Premier League ပွဲတွေပဲဖြစ်တခြားတွေမှာအဲ့ဘက်မှာဘောလုံးပေါ်မှာညှော့သွားတဲ့အချိန်တွေရှိတယ်ဒီဖန်သားမြင်ပေါ်သာတင်ဆက်နေရပြီးမဲ့ထိတွေ့မှုရာဂိုင်နှုန်းတွေဒီကိုစိုးရင်တို့ကိုချင်းကြီးတို့လည်းကျွန်တော်တို့ကနဲခဲ့တယ်ရာဂိုင်နှုန်းထက်ဝက်မကလောက်နဲနိုင်တယ်လို့ကျွန်တော်ထင်တယ်လေအဲ့တော့ Premier League မှာအထွေထွေကျွန်တော်ပြောချင်တာ Premier League မှာအထွေထွေအများကြီးရှိတဲ့ဂရုအီးနဲ့ပတ်သက် Premier League ကြောင်းလေးထုတ်ဆွေးနေကြတာအဲ့ဒါဘာလဲဆိုတော့မနေ့အစည်းအဝေးမှာကိုစိုးရင်တို့ပြော တဲ့အဲပဲလစ်အကြောင်းပြောတဲ့ချိန်မှာကျွန်တော်စိတ်ဝင်စားတာလေးရှိတယ်အဲ့တော့ပဲလစ်ရဲ့လီဗာပူးကိုနိုင်သွားတယ်ပေါ့လေအဲ့ဒီပုံမှာဟိုပဲလစ်ကိုကျွန်တော်ခရစ်စတယ်ပဲလစ်ကိုနည်းနည်းအတွေးနေချက်ကြည့်နေတာပေါ့လေအဆောလက်စတာ နောက်တသိန်းဖြစ်မလာနိုင်ဘူးလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဘာကြောင့်တွေးမိလဲဆိုတော့အာလက်စတာပရီးမီယံလိမှာချန်ပီယံဖြစ်တဲ့နှစ်ကပေါ့အခုဒါဆိုပရီးမီယံလိပွဲစဉ်ခွန်ပေါ့ဒီဘက်ကဟုတ်ကဲ့အဲ့တော့လက်စတာပရီးမီယံလိမှာချန်ပီယံဖြစ်တဲ့နှစ်ကပရီးမီယံလိပွဲစဉ်9ရောက်တဲ့အချိန်မှာကျွန်တော်ကဒီလိုအကစားအစီအစဉ်သုံးသက်တဲ့အချိန်မှာ ဒါဒီဒီမိတ်ဆွေတွေနဲ့တော့မဟုတ်ဘောเนาะအာသာအစီအစဉ်တူတူတွေနဲ့ရိုက်ကွေးမှာပဲကျွန်တော်လက်စတာကတခုခုများဒီနေ့ဖြစ်မလားပေါ့လေအဲ့တော့ကတော့အများကြီးကြိုပြီးတော့တွေးမိနေတာမဟုတ်ဘူးဒီလိုပဲဘိုင်မုတ်တဲ့မိကုန်းနဲ့အလွယ်တကူပဲအဲဒီဒီပေါ်မှာ follower လုပ်ပြီးဆွေးနွေးလို့ရအောင် Leicester Champion ဖြစ်သွားနိုင်မလားဆိုပြီးတော့ Premier League ပွဲစဉ်ကိုးမှာအဲ့မိကုန်းလေးနဲ့အစီအစဉ်တခုကိုစခဲ့ဘူးဒါပေမဲ့အာတစ်ဖက်က အဲဆိုတော့ဟိုဒီဒီဒီဟာတော့ပြောလို့အဆင်မပြေဘူးပေါ့နော်ဒါကြီးအရင်စိတ်ကူးနေချက်အရာရှောင်းလို့မယ်ဆိုပြီးအဲ့နေကဆွေးနေပြီးခဲ့ပဲနဲ့ရာဒီကိုမှလက်စတာချက်ပြန်ဖြစ်သွားခဲ့ပေါ့နော်အဲ့တော့ဟိုအဲ့လောက်တီးတော့ဒီနေ့အတွင်းငယ်မချက်ကြဘူးပေါ့လေဒါပေမဲ့ Crystal Palace ကိုကျွန်တော်တို့ဘယ်လောက်မြင့်မြင့်တွေးကြည့်လို့ရမလဲပေါ့နော်အဲ့တော့ကိုစိုးကိုစိုးဆိုတဲ့ Palace ကိုအမြင်လေးစပြီးတော့ဒီနေ့စီစဉ်မစပြောပါဟုတ်ဒီ topic လေးဟိုကတော်တော်လေးကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ topic ပဲ။ဘာလို့ဆိုအဓိကကတော့ Glaster နဲ့ Palace က ဒီဘောလုံးဝေဖန်သူတွေဘောလုံးကြွန့်ကျင်သူတွေဘောလုံးသုံးသက်သူတွေပြိတ်သက်တွေကိုတော်တော်ဖန်းစားထားတာဟုတ်ကဲ့ဘောင်းဆိုသူတို့ရဲ့ဒီယာစီသွားနေတာပရီးမီးယားလိအသင်း20ထဲမှာသူတသိမ်းမဲ့မရှုံးတော့တာဟုတ်ကဲ့အကုန်လုံးရှုံးမဲ့ကြုံပြီးတော့သူတသိမ်းမဲ့မရှုံးတော့တာလက်ရှိမှာလည်းသူကအာဆန်နယ်ရဲ့နောက်တတိယနေရာမှာရှိနေတော့တော်တော်လေးကိုဟိုကျဉ်းတ်ဆရာကောင်းတယ်ဗျာဒါကဟိုတပွဲလို့ထကောင်းတာမဟုတ်ဘူးဗျာမနှစ်ကလေးကသူကဒီမီတာလောက်မှာတက်လာတယ်ကက်ပကတဖြည်းဖြည်းတက်လာတက်လာတာသူပြန်မစင်းမဲ့နဲ့အပေါ်မှာပဲသူကလက်ရှိတက်လာခဲ့တာဆိုသူဆိုတော့လေပါဘူးဆိုရင် ပြီးခဲ့တဲ့ယာဒီကုံကနေတွေ့တာလည်းမနိုင်ဘူးဟုတ်ယာဒီဖွဲ့မှာ community မှာလည်းမနိုင်ဘူးဒီပရီးမီးယားလိမနိုင်ဘူးနောက်ထပ်လည်းလီဖလာမှာသူတို့သူတို့နှစ်သင်းပြန်တွေ့ရောလေဘာဘူးလို့အသင်းကမနိုင်ဘူးဆိုတော့၃ပွဲဆက်ဆိုတာတော်တော်လွန်ပါတယ်တော်မှန်မဟုတ်တော့သေးတယ်နော်ဒါရှိ current ရလည်းပရီးမီးယားလိမှာမရှုံးတာ12ပွဲရှိပါပြီ။ပြိုင်ပွဲစုံနေလဲဆို18ပွဲလားမသိဘူးရှိပါရင်မရှုံးတာ။တော်တော်ကြောက်စရာကောင်းတယ်ဗျာ။ပြီးတော့သူတို့ရဲ့သွားနေတဲ့ဒီ system က3421အခုအကိုတို့အမိုးတွေသွားနေတဲ့ system နဲ့ကွက်တီသွားနေတယ်။ဒါပေမဲ့ ဒီနည်းပြဘာကြောင့်အောင်မြင်နေလဲအဖြစ်ရရှင်းရှင်းလေးပဲလေသူ့မှာလုံနိုင်စွမ်းရှိရယ်သူ့မှာဒီတကယ်အလုံးလုံးတဲ့ကစားသမားတွေရှိရယ်ဒီကစားသမားတွေကနာမည်ကြီးကစားသမားတွေတော့မဟုတ်ဘူး underrated ကစားသမားတွေများတယ်အဲ့ထဲမှာလည်းတကယ်ဥရောပဘလုံးလောကစောင့်ကြည့်နေကြတဲ့ကစားသမားတွေလည်းအများကြီးပါဒါပေမဲ့သူတို့မှာတခြားဘာမှမရှိဘူးဘလုံးကိုအလုံးလုံးမယ်ဆိုတဲ့စိတ်နဲ့ပဲအသင်းနဲ့နီးပြားသွားနေဆိုတော့ဒီအသင်းကအရန်ကိုကြောက်စရာကောင်းဒီအသင်းနဲ့တွေ့ရင်လောလောဆယ်ဘယ်အသင်းမှ Premier League အသင်းတွေတဲ့ နိုင်ဖို့မလွယ်ဘူးဗျာအခုပြောသလိုယာတီကောင်ကဘယ်လောက်ထိရက်တည်မလဲလက်စားလို့ဖြစ်လာမလားဆိုတော့မေကွန်ကတော့အခုပြောသလိုအတွင်းနယ်ချဲ့ရကြာပြီးတော့နည်းနည်းကြီးတော့ကြီးတော့နေဒါပေမဲ့ဒီ level အတိုင်းသွားရယာတီကောင်ကဥရောပဝင်ခွင့်တနေရာလောက်မှန်းလို့ရတယ်သူတို့ရဲ့လက်ရှိကစားသမား၁၁ယောက်ကလည်းသိကြတယ်ယာတီကောင်လောက်ဆိုပြန်ပဲအသင်းကြီးတွေကလာပြီးတော့ကောက်တင်းကောက်ကြပါဆိုတော့တစ်ဝက်လောက်ကဗျာတစ်ဝက်လောက်ကဥရောပဝင်ခွင့်ရခဲ့ရင်တော့လကောက်ဥရောပဝင်ခွင့်နာကက်ခဲ့ရင်တော့လကောက်အဲ့ကစားသမားတွေရဲ့တစ်ဝက်လောက်ကကျွန်တော်ထင်တယ်ပါသွားလိမ့်မယ်ထင်တယ်အဲ့ထဲမှာဆိုရင်ကွန်းလယ်က အတန်ဝါတန်လူစားမမျိုးရှိတယ်ခက်စက်မှာဂေရီရှိတယ်လာခွတ်ရှိတယ်ဖူဗက်တွေနေနေကြည့်မယ်ဆိုရင်မစ်ချယ်တို့မူနော့စ်တို့ရှိတယ်တိုက်စက်မှာဆိုရင်ဆာ့စ်တို့မာတီတာတို့အခုဆိုရင်ဒါဂျပန်ကစားသမားကမာရာတောင်တကယ်ဆရာကြီးလုပ်တယ်ကမာရာတကယ်ဟိုဒီအသင်းရဲ့လုံးဝဗျာဟိုဘယ်သူမှလူတွေတတိမထားပြီးမနေကွန်းလဲကိုပန်ပိုးပေးနေတဲ့ကစားသမားပေါ့အရန်ကောင်းတယ်အဲ့တော့တော်တော်အားရစရာကောင်းတယ်အခုအစ်စ်ခေါ်ထားတဲ့အဇေးရဲ့နေရာမှာခေါ်ထားတဲ့ပီနိုဆိုတဲ့သူတို့အတွက်အနာဂတ်မှာ ဒီအာဂူအမဲကစားသမားဆို၁၁ရောက်လုံးကြီးလိုက်ရင်ကိုကဘယ်နေရာမှပြည့်စရာမဖြစ်ကိုသမားဆိုလည်းဒင်းဟန်တာဆန်လက်စွမ်းတော်တော်ကောင်းတယ်တသိန်းလုံးကကျွန်တော်မြင်တဲ့အမြင်ကတော့ဘောလုံးဘောလုံးလိုကစားပြီးတော့သူတို့လှုပ်ရှားရှိရပဲလုံတခြားတခြား feeling တွေသူတို့ဘာမှမရှိဘူးအဲ့ဒါကြောင့်ပဲဒီသင်ကဒီလို level မျိုးရှောင်းနေလို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့တော့ပေးလေးဆက်ကုဆွေးတော်ပြောတဲ့ထဲမှာမြင်လာတာကဒီတပွဲတို့ထပြီးတော့ဖြစ်နေတာမဟုတ်ဘူး liverpool ကိုဒီလိုဒီလိုတွေဖြစ်ထားတယ်ပြီးတော့ပြီးခဲ့တဲ့နှစ် ဟိုတနစ်လောက်ကတွေကဖြည်းဖြည်းချင်းသူကစပြီးဒီလိုတက်တက်လာလို့ကျွန်တော်ခံမှန်းမိတယ်ပြီးတော့ဟို pelis ပွဲတွေကျွန်တော်တို့ကကျွန်တော်ဆိုရင်အရင်မရင်နေဘူးပေါ့လေကျွန်တော်ဆိုရင်အရင်မရင်နေဘူးဒါပေမဲ့အသင်းကြီးတွေနဲ့ကန်တဲ့ခါမျိုးမှာတော့သူ့ မြင်ရတယ်ပေါ့ကိုကြည့်ဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကြိုက်ခဲ့တဲ့ကစားသမားရှိတယ်ဘိုင်ရောက်သွားတယ်အိုလီစီရောအိုလီစီရောပြီးတော့ဒီဒီနေ့ပဲအဲ့အဲ့တော့တောင်ဝမ်နှစ်ဖက်လေးသူက SC ရောနဲ့အိုလီစီရောနော်ဆိုအဲ့အဲ့နေ့ရောက်လွန်ခဲ့တဲ့၃နှစ်လောက်ကပေးလိစ်မိုက်ပါလားပေါ့ဆိုတဲ့အချိန်မှာဒါမှမဟုတ်အခုဆက်ကြည့်ရတာအခုဆိုးဆိုးပြောတဲ့ကစားသမားတွေရာဆိုဒီကစားသမားတွေမရှိတော့ပေမဲ့လည်းဆက်ပြီးတော့ဖြစ်ဖြစ်နေတာနော်ဆိုတော့ တော့ Premier League က38ပွဲကစားမှာကိုပွဲစဉ်6ပြီးမှကျွန်တော်တို့က Crystal Palace က Leicester လို့နောက်တစ်ချိန်ထပ်ဖြစ်မလားဗောလေဒါအဲ့လိုတကဘာလုံးကို surprise တိုက်မလားဆိုရဲဟာကိုစပြီးတော့ဆွေးနွေးကြရတယ်ဗောလေပြောကြည့်ကြတယ်ဗောလေဒါကျွန်တော်တို့ပထမဆုံးဖြစ်လောက်တယ်เนาะဆိုတော့အဲ့တော့ကိုကိုချင်းကြီးလည်းဒီပုံမှာဘယ်လိုမြင်လဲဆွေးနွေးပါဦးကျွန်တော်တို့ အခုဒီဟာတိုက်ဆိုင်တာဗောလေအခုဒီလိုမေးလာမယ်လေကျွန်တော်လည်းမသိဘူးဒါတိုက်ဆိုင်တာမနေ့က FA Champion ဖြစ်တော့ဒီမှာကိုစိုးစောင်းလည်းကျွန်တော်ကဒီ FA Champion Man City နဲ့ပွဲပြောဖြစ်ကြတော့เนาะ FA ဘိုလီဝဲအကြောင်းပြောတာအဲပွဲမတိုင်ခင် preview မှာလည်းကျွန်တော်လည်းကိုစိုးစောင်းနဲ့ကျွန်တော်လည်းမတိုက်မြင်ထားဘူးနှစ်ယောက်လုံးကြိုက်နေတာပဲလေဖြစ်ဖြစ်နေတာဘိုလီဝဲဖြစ်နေတယ်ပြိုင်ဘက်က Man City တကဘာလို့မှလူတရာမှာ80လောက်က Man City ပဲပြောမှာပဲဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးပြောနေတာကပဲလေဘလောက်ကောင်းတယ် Glasner ဒီသင်းကိုဘာတွေလုပ်ပြထားတယ်ဒီသင်းက ်ဘယ်နေရာတွေဘလောက်ဒုက္ခပေးနိုင်လဲအသင်းကြီးနဲ့ဟုတ်တယ် imaging ရှင်ပဲဆိုရင်တော့ကစားသားတွေပုံရိပ်တွေအသေးရပုံရိပ်တွေအများကြီးกว่าဒါပေမဲ့တကယ်တမ်းကွင်းနေရောက်သွားအဲ့ဒါတွေအရေးမပါတော့ဘလောက်အလုပ်လုပ်နိုင်လဲဘလောက်ညှစ်နိုင်လဲနီးပြလဲလိုချင်တဲ့ system တစ်ခုအောင်မှာကစားသားတွေဘလောက်သွားနိုင်ကြအဲ့ဒါမှာအားလုံးလုံးနိုင်တယ်ကျွန်တော်တို့အဲ့ဒါတွေပြောဖြစ်ကြတယ်ပွဲပြီးမှလည်းကျွန်တော်တို့ဒါကိုထပ်ပြီးတော့ highlight လုပ်ပြဒီအသင်းက system တစ်ခုအောင်မှာနီးပြဘောလုံးသင်းသင်းကအရန်ရိုးရှင်းတယ်ကိုအလုပ်လုပ်တာလေဘောလုံးသင်းသင်းကအလုပ်လုပ်လေပတ်ပုံတွေက နီးပြအကောင်တစ်ယောက်ကိုပိုင်ဆိုင်လိုက်ပြီဆိုတော့ဂွာဒီယိုလာနဲ့မန်စီးတီးကိုကြည့်မန်စီးတီးဂွာဒီယိုလာရောက်မလာခင်မှာလဲမန်စီနီတို့နဲ့အောင်မြင်မှုတွေရခဲ့ဘူးတဲ့ပယ်ဂရီနိုနဲ့အောင်မြင်မှုတွေရဒါပေမဲ့အဲ့ဒါကိုရေရှည်မထိန်နိုင်ဘူးဂွာဒီယိုလာရောက်လာပြီးအောက်မှာဒီစနစ်တစ်ခုအောက်မှာအလုံးလုံးသွားပြီဆိုရင်9နှစ်10နှစ်လောက်ကသူ့ခင့်လုံတောင်ပြန်ဖြစ်သွားတာအခုပယ်လေးကိုဂလက်စနာအလုံးလုံးနေတာကနော်စနစ်တစ်ခုအောက်ကိုဆွဲထည့်လိုက်ပြောချင်တာကပယ်လေးခစ်တစ်ခစ်ဖြစ်လာမယ်လို့ပြောချင်တာမဟုတ်ဘူးအဲ့လို တပွဲတို့မဟုတ်ဘူးကြာအရှိမအကိုရောကိုဆုံးတော်ပြောတဲ့ဟာမျိုးပဲလေးကတစ်ချက်ကောင်းကောင်းနေရမဟုတ်တပွဲတို့ကောင်းနေရမဟုတ်ဘူး system တစ်ခုအောက်မှာကစားမားတွေကအဲ့ဒီပုံစံကိုလုံးဝအဝင်အောင်ကစားနိုင်တယ်ကိုဘာလို့ရမလဲကိုယ့်ရဲ့ duty function ကိုကောင်းကောင်းသိတယ်ကောင်းကောင်းလုပ်နိုင်တယ်ပဲလေးက level ကိုရောက်လာတာပေါ့နော်ဒါပေါ့ level တစ်ခု Pelis ကသူ့ level တစ်ခုကိုဆွဲမြင့်ပေးလိုက်တာဒါ glassner လုတ်ပေးနိုင်တာအဲ့ဒါတကယ်အသိမှတ်ပြီးတော့နီးပြကောင်းတယောက်ကျွန်တော်အဒီဟောင်း new ကဆယ်ဘယ်လိုဆွဲပြီး update ဆွဲမြင့်သွားလဲ unai emery villa ကိုဘယ်လိုဆွဲမြင့်သွားလဲရှင်းပါလေကကျွန်တော်ဒါတွေမြင်ခဲ့ပြီးပြီ Brighton ကို Green Border လို့ဒီစားပြီးတော့ဘလူးဆွဲမြင့်သွားလဲပြီးခဲ့တဲ့ဒီကျွန်တော်ဘောလုံးရက်ကွက်မှာတော့ကျွန်တော်ပြောခဲ့မှုတဲ့ဘုံမောက်ကိုလည်းမနှစ်ကစပြီးတော့ Iraola ဆွဲမြင့်လာတယ်ဘုံမောက်ရဲ့ရှိတဲ့ပထမဘုံမောက်ရှိနေတဲ့ level ကတမ်းမစိရင်တော်ပြီး assist 33 45 5ဒီ30အောက်၄မှာရှိနေပြီးပြီဆိုတော့ level ကနေဘုံမောက်ကိုသူဆွဲမြင့်လာ level တစ်ခုမြင့်လာပြီဘုံမောက်ကအဲ့လိုပဲ Glasner ကလည်း Palace ကိုအဲ့ဘုံမောက်နဲ့ဒီ30အောက်အဆင့်30အောက်အသင်းဆိုတာထက်ကိုဘာမှမထူးအသင်းကြီးနဲ့တွေ့ရင်ခံကြမယ်သူတို့အသင်းငယ်အချင်းချင်းတွေ့ရင် ိုဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့အသင်းကနေပြီးတော့အခုဟာကရီမန်းကျက်တစ်ခုရှိလာပြီးခိုင်မာတဲ့ကစားပုံရှိပြီးခိုင်မာတဲ့စိတ်သက်ရှိပြီးတင်းဝော့မိလာပြီးတူးချင်းတယောက်ကောင်းပါလေပွဲဖြစ်ကိုအချိန်မီးပြောင်းနိုင်တဲ့ကစားမားတွေလည်းသူ့မှာရှိနေပြီဆိုတော့ဘယ်အသင်းကိုမှကြောက်စရာမလိုဘူးဆိုတဲ့ level ကိုတဖြည်းဖြည်းချင်းကစားမားတွေလည်းယုံလာတယ်အလုပ်လုပ်ရတာပုံပြီးအဆင်ပြေလာတယ်တကယ်ကြောက်စရာကောင်းတယ်ကျွန်တော်ထင်တာတော့ဒီအသင်းရဲ့ဒီပွဲထွက်၁၁ယောက်ထဲမှာ9ယောက်10ယောက်လောက်ကအသင်းကြီးတွေသွားတကယ်နေရာရမယ်နေရာရနိုင်မယ်ဘိုးသားဟန်ဒါဆန်ကျွန်တော်အသင်းကြီး ဒီ United အသေးမှာ Henderson လောက်ကောင်းတဲ့ဂိုးသမားမရှိဘူးလို့ကျွန်တော်ထင်တယ်။ Chelsea မှာလည်း Henderson လောက်ကောင်းတဲ့ဂိုးသမားမရှိဘူးလို့ထင်တယ်။အဲ့တော့အသင်းကြီးတွေမှာတော့မှဒီလိုဂိုးသမားမျိုးကနေရာရလောက်တယ်။အသင်းတိုင်းတော့မဆိုးလို့ဘောလေ။ Donnarumma တို့ Raya တို့ Alisson Becker တို့တော့ဘယ်ကြော်နိုင်မှာလဲ။အဲ့လိုမျိုးပြောချင်တာပေါ့။ဟို Guihi တကယ်ကိုကောင်းတယ်။ Liverpool တော့လိုချင်နေတဲ့ကစားသမား။ Lacroix ဆိုလည်းအဲ့လိုပဲ။ခန်းစစ်မှာတော်တော်လေးကိုကောင်းလဲ Chris Richards လည်းဒီနေ့ရက်နဲ့အတွဲညီတယ်။ပြီးတော့ညာနောက်ခံလူ Mundo ဆိုရင်ကျွန်တော်ဒီ Premier League မှာအကြိုက်ဆုံး fullback ထဲမှာသူပါတယ်။ဟုတ် ဟိုအတက်ကောရရဲအစင်းလဲရရဲခွန်အားသုံးနိုင်တဲ့ဖြတ်တင်ဘောလုံးနိုင်တဲ့တက်အတွင်းဝင်ပြီးတော့လဲတော်တော်လေးကိုကစားလုံအောင်လုံးပေါ့နော်ကျွန်တော်တို့ဟိုမော်ဒန်ဘောလုံးလောကမှာနောက်ပိုင်းဓာမျိုးတွေနည်းနည်းလေးနေသွားတယ်အရင်ခေတ်ကနီးပြရေအဲ့လိုတအားတောင်းဆိုတာလေလုံအောင်လုံးကောင်းတော့မှာမော်ရီညိုလို့ဆိုတအားကြိုက်တာကွန်တီလို့ဆိုရင်ဒီလုံအောင်လုံးကောင်းတဲ့ကစားမတွေရွေးတောင်သုံးတာအဘူနောက်ကအဲ့လိုစားမှမျိုးသူစီမှာဝော်ရစ်ကအရန်ကောင်းတယ်ဆိုတော့တော်တော်ကောင်းတယ်ဘယ်ချက်မီချယ်လည်းအဲ့လိုပဲဝော်ရစ်ကောင်းတယ်အတန်ဝါတန်ဆိုရင်အနာကအင်္ဂလန်ကွင်းလေရဲ့ဒီ defensive midfield right နဲ့တွဲလိုက်ရယ်နော် Declan Rice နဲ့တွဲလိုက်ရယ်တော်တော် ကောင်းသွားနိုင်တယ်အခုအသင်းကြီးတွေလည်းစောင့်ကြည့်နေတယ် United တို့ Spurs တို့အသင်းကြီးတော်တော်များများစောင့်ကြည့်နေဆိုတော့တေးကြပါတယ်အသင်းကြီးရောက်မယ်ကစားမှာပဲဒါတော့မှတော့ကျွန်တော်တို့ပြောနေတဲ့အထဲမှာအခုအခုနဲ့ပြောတဲ့ Olisee ကိုဆုံရှုံထားဆုံထားတာအစည်းကိုဒီနှစ်ဆုံရှုံထားဒါတော့မှဒီ level မကျသွားဘူးဆိုရင်ကဒီ Palace ဘလောက်တော့ Olisee တို့အစည်းတို့သာရှိနေဒီအချိန်မှာ Palace ကျွန်တော်တို့ဘလောက်တော့မှ surprise တွေတိုက်နေရောမလဲအခုတော့မှရှိနေတဲ့ ိုလီစီထွက်သွားလို့ပြန်ခေါ်ထားတဲ့အစ်မိုင်လာစားလည်းကောင်းတာပဲအဇီးထွက်သွားလို့ဒီနေ့ပီနိုခေါ်ထားတယ်ပီနိုကတော့အရန်ကြီးတော့ကောင်းနေမှာမဟုတ်ဘူးဒါပေမဲ့ဖြစ်လာပါဘူးကျွန်တော်ထင်တယ်ရာဒီဝဲလောက်ဆိုပီနိုလည်းပြန်အသားကျပြီးတော့အလုံးလုံးလာလိမ့်မယ်လို့ထင်တယ် system တစ်ခုအောက်မှာဝယ်အလုံးလုံးရတဲ့လူတွေကအရန်လွယ်သွားတယ်အဲ့တော့ပြောချင်တာအဲ့လို system တစ်ခုကိုအရင်မချနိုင်ရင်တော့အတင်းတည်းအောင်မြင်မှုမလွယ်ဘူး system တစ်ခုကိုလုံနိုင်ပြီဆိုရင်တော့အတင်းတည်းအောင်မြင်ဖို့ဆိုတော့သူကသူအလိုလိုနောက်ကနေကတ်ပါလာတယ်ပေါ့ဟိုကျွန်တော်ငွေရှာတဲ့ဟာနဲ့ပတ်သက်ပြီးပြောကြတာအောင်မြင် ဟိုအရင်ဆုံးကိုယ့်ရဲ့ ability တွေကိုယ့်ရဲ့ skill တွေကိုမြင်လိုက်သူကသူအလိုလိုကျွန်တော် income ကနောက်ကနေလိုက်လာမယ်ဆိုတာမျိုးဘောလုံးသင်းသင်းမှာလည်း system တစ်ခုနဲ့တေးချတာအလုပ်လုပ်လိုက်ရင်ရက်လက်ကောင်းတယ်သူကသူအလိုလိုနောက်ကလိုက်လာမယ်ဆိုတာကိုပေးလေးကကျွန်တော်တို့ပြရတယ်ထင်တာပဲအဲ့တော့ခုသင်ကြီးရောခုဆွေးနွေးတော့ပြောသွားတာတွေကဒီ playlist ထဲပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်တခါလေးဟိုအပေါ်ရံပဲကျွန်တော်တို့အာ playlist ဆိုပြီးတော့ပြောပြပြီးတော့ဆက်မတွေးပြခဲ့တဲ့အကြောင်းအရာတွေဒါပေမဲ့ခုသင်ကြီးနဲ့ခုဆွေးနွေးတော့ပြောပြတဲ့အခါမှာအာ တကယ်ကိုဟိုစနစ်တကျနဲ့ဖွံ့ဖြိုးတိုးတက်ပြီးတော့တကယ်တိဆောက်ထားနိုင်တာတွေ့ရတယ်အလွယ်တကူ तू ကဒီလိုဂျင်းချော်သွားမှာမဟုတ်ဘူး OLC AC လို့ထွက်သွား AC လို့ထွက်သွားတာတော့မှဘာမှဖြစ်မသွားတဲ့အခြေအနေမျိုးဆိုတော့နော်ပြီးတော့နောက်တစ်ခုကပြောနေရင်ကိုချင်းကြီးတို့ကိုဆိုရင်ဆိုတော့ကျွန်တော်ပြောရတာသုံးပတ်မြောက်လောက်ဖြစ်မှာတယ်နော်ပြောနေရင်ကျွန်တော်ဘာသတိထားမိလဲဆိုတော့ Premier League အသင်း Premier League မှာအသင်းတွေအလဲလက်အသင်းတွေကပို့ပြီးတော့ app လောက်ပြီးတော့ပို့ပြီးတော့မြင်လာရလို့ now level တစ်ခုရောက်လာရလို့ခံစားရတယ်မဘုံမောက် Palace, Villa, Newcastle เนาะဒီလိုအတင်းတွေเนาะ Brighton ဆိုတော့ Premier League အလယ်လက်အတင်းတွေကအတင်းကြီးတွေရဲ့နားမှာခက်မတိတ်မြေးနေရဖြစ်လာပြီဟိုရင်ကလိုဖြတ်မြေးအတင်းမဟုတ်တော့ဘူးတကယ်ကိုအဲခက်မှမှာခြားခြားနဲ့တကယ်ကိုအတင်းကြီးကိုအချိန်မီနိုင်သွားနိုင်လောက်တဲ့အဆုဖတ်မှုမျိုးနီးပြရတယ်လည်းအလုပ်လုပ်လာနိုင်ပြီ player တွေလည်းလုပ်လာနိုင်တော့ဒါတွေကတော့ထူးထူးခြားခြားသွားတွေ့ရပါဟုတ် တဲ့အဲ့တော့ဒီနေ့မထင်မပဲနဲ့ပြောလိုက်တဲ့စကားလေးကတော့ပရိသတ်တွေအတွက်တော့အာဟိုဘယ်လိုပြောမလဲဘောလုံးနဲ့နည်းနည်းစိတ်နေရင်တော့နည်းနည်းလေးဟိုဖြစ်ဖြစ်သွားမယ်ဒါပေမဲ့ကျွန်တော်တို့တွေတော့ဒါတော်တော်လေးဟိုပြောသင့်တယ်တော်တော်လေးအဆင်ပြေတဲ့ခေါင်းစဉ်လေးတစ်ခုကိုတော့ပြောပြခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ ဒီနေ့မထင်မှတ်ပဲပြောပြတာလေးကစကားစာရည်တော့နည်းနည်းလေးပြောရမှာရှင်းပြအပန်းသူဒီထက်အောင်ပြောရအောင်ပါဘောလေဒါပေမဲ့ literally ကောင်းတဲ့ခေါင်းစဉ်တခုတော့ဖြစ်ခဲ့တယ်ပရိသတ်တွေအတွက်ကတော့ဒါဟိုပွဲလေးဆိုတော့အရင်ဟိုညင်းငွေတောင်ပါလဲဆိုရတယ်ဒါပေမဲ့ဒါတကယ်ကောင်းတဲ့အတင်းတင်းဆိုတော့အခုနှစ်ယောက်ပြောရတာမှာပေါ်လွင်တယ်ပေါ့လေအဲ့တော့မူလအစီအစဉ်လေးတိုင်းပဲကျွန်တော်ဒီညပွဲစဉ်ကိုဆက်ပြီးဆွေးနွေးကြည့်ပါလိမ့်ဒီညကတော့ပြီးခဲ့ဘက်က Manchester United ကိုနိုင်ခဲ့တဲ့ Brentford နဲ့ Man City တို့ရဲ့ပွဲစဉ်အခုကျွန်တော်တို့ကဆက်လက်ပြီးတော့သုံးသပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကုဆွေးဆိုအမြင်လေးပြောပါအောင် ဘရန်ဖို့ကပြီးခဲ့တဲ့တပတ်ကတော့ဒါ United နဲ့တွေ့လို့လာမှာတော်တော်လေးကစားတာလည်းကောင်းတယ်နိုင်ပွဲလည်းရတာဒါပေမဲ့ဘရန်ဖို့ကိုလည်းကျွန်တော်တို့သိယုံခဲ့တဲ့ထဲမှာတော့မပါဘူးဘရန်ဖို့ကလိပြပြောင်းထားတယ်ကစားသမားကောင်းတွေထွက်ထားတယ်ဆိုတော့ဘရန်ဖို့ကဘရန်ဖို့နဲ့ပတ်သက်ကျွန်တော်နည်းနည်းလေးစိုးရိမ်ခဲ့ကြတာဒါပေမဲ့ United မို့လားတော့မသိဘူးတော်တော်ကစားတာကောင်းကောင်းပဲတကယ်ဟုတ်တယ်ရိုက်လောင်းဘောတွေသွားတယ် cross တွေသွားတယ် throw in တွေနဲ့တကယ်ဟုတ်ဗျ United အားနည်းချက်တွေကိုကွက်တီကိုထိုးနှက်သွားခဲ့တာဆိုတော့အဲ့ဒီနေ့မှာတော့သတိထားပြတဲ့ချက်ကတိုက်စက်က Igor Thiago က တော်တော်လေးအားကိုးရနိုင်တယ်ဆိုတော့လက္ခဏာမျိုးများပုံမှန်ဆုံးတော့သူကဘရာဇီးသားဆိုမယ်ဗျာဘရာဇီးဟန်မပေါဘူးနည်းနည်းကစားပုံကလည်းဟိုရိုးရှင်းတယ်ပေါ့နော်ခက်ချမ်းချမ်းခက်ယိုးယိုးကန်တယ်ဒါပေမဲ့သူတို့သွားကျင်တဲ့လောင်ဘောတွေတော့တော်တော်လေးကိုကွက်တိကြတယ်ဆိုတော့ဒါ Ego Tiago ရဲ့အစွမ်းရှိမယ်ဒီခန်းစစ်ကစားသမားတွေရဲ့မာကုံရှိမယ်အတင်းလိုက်စူးစိမှုရှိရဲဆိုတော့ Man City ကိုသူတို့ဘယ်လောက်ထိအကောင်းဆုံးတုံ့ပြန်နိုင်မလဲ Man City ကတော့ပုံစံကောင်းရနေတယ်အတင်းသူတို့ရဲ့ form တစ်ခုကိုပြန်ရလာပြီဟုတ်ဟာလန်းဆိုထိမနိုင်သိမရဂိုးတွေတောက်လျှောက်သွင်းနေတရားသီးဒါ6ပွဲမှာ ရှိကိုဆိုတော့သူကဒီ twin ကို10ကိုလောက်ကို5 5ဘွဲလောက်ကန်ရနေပါလားနှစ်တိုင်းဒါနဲ့ဆို400ဒီလောက်ရှိပြီဟုတ်400ဒီလောက်ရှိပြီသူကဒီ10ကိုလောက်သွင်းဖို့5 6ဘွဲပဲကန်ရတာဆိုဒီနှစ်လည်း default ထိန်းထားတယ်အသင်းလိုက်လည်းတိုးတက်မှုတွေပြလာတယ်ပြီးတော့မနှစ်ကတိတ်အားမကူရတဲ့ဂျိုကူကအရန်ကိုဗျာသူ့ရဲ့တူးချင်း dribble တွေနဲ့တိုင်ဘက်ကိုဟိုဖြိုခွဲတဲ့အပိုင်းမှာတိုင်ဘက်ခန့်စစ်တွေထိမ်းမနိုင်ရောအဲ့အဲ့အချက်တွေကတိုးတက်လာတဲ့အချက်လို့ထင်တယ်ပြီးတော့ဒါပတ်နဲ့တပတ်တန်ကျွန်တော် ပရိထားမိရဲ့အချက်ကခန်စစ်ကိုအရင်လိုလက်လူမရှူတာပေါ့နော်ခန်စစ်နဲ့ကွင်းလယ်ကိုတိကျတိဆောက်လာတယ်ဆိုတော့ဒီပွဲက Brentford ဘယ်လောက်ထိ Man City တိုက်စစ်ကိုထိန်းသွားမလဲဆိုတာကိုကြည့်ရမှာထင်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုဆိုရင်ဆိုပြောလို့ပါပဲကျွန်တော်တို့ Brentford ကအခု United ကိုနိုင်လို့သာအထွေထူးသွားပြီးတော့ကြီးကြီးနေရတာပေါ့နော်ဒီ Man City နဲ့ဒီလိုဟာမျိုးမှဆိုရင်ကျွန်တော်တို့အဲအရင် Brentford ကိုထိတ်တွေးမှာမဟုတ်ဘူးပေါ့လေဆိုတော့ဟိုဖြစ်ချင်တော့ ဟို United နဲ့တွေ့ရင်အားလုံးကပိုကောင်းသွားတာလည်းပါတယ်။တခြားသင်းတွေကောင်းအောင်ပိုပြီးတော့တိဆောက်ပြလိုက်တယ်လို့သူတို့လည်းတွေ့ပါမိုးပြလိုက်တယ်။ဟိုတစ်ဖက်မှာဆွေးမဲ့ဖွဲ့ကောင်းတဲ့ကစားပုံလေးတွေပါတွေ့တွေ့သွားတယ်သူနဲ့တွေ့လို့ရှိရင်။ဆိုတော့ဟိုအဲ့ဒါလေးရတဲ့တစ်ခုပါအဲ့အဲ့ပုံစံလေး platform မှာတွေ့ရတယ်ဆိုဒီဘက်တွေးစရာဖြစ်တာကိုစဉ်းကြဘလို့မြင်လဲ။ဟုတ်ဒီပွဲမှာကဖန်ရတာက brand 4ကမခတ်ဘူးဗျ brand 4ကသူ့ trend က ိမ်ခွင်းมาတယ်အဝေးခွင်းပြော့တယ်အိမ်ခွင်း၃ဘွဲလုံးအမှတ်9မှတ်ယူထားတယ်အခု तू 9မှတ်ရတာအိမ်ခွင်း၃ဘွဲလုံးဗီလာ1စီးနိုင်ထားတယ်ယူနိုက်တက်ကို3ဝက်နိုင်ထားတယ်ချဲစီးစီကနေတူတူနဲ့တက်မှတ်ယူထားတယ်အိမ်ခွင်းစင်မှာ၃ဘွဲလုံးမရှုံထားဘူးဗျာပြောချင်တာအဲ့ထက်မှာအသိကြီးနှစ်သိန်း Chelsea နဲ့ United ပါတယ် Villa လို့မခေတဲ့တင်ပါတယ်အဲ့၃ပွဲလုံးမှာမရှုံးအောင်ကစားနိုင်တယ်ခုနှစ်မှတ်ယူနိုင်တယ်အိမ်ဝင်းမှာဒါတော်တော်များပြီလို့ပြောလို့ရအဝေးကွင်းကျတော့၃ပွဲလုံးရှုံးထားတယ် Sunderland ကိုရှုံးတယ် Forest ကိုရှုံးတယ်အဝေးကွင်းမှာ၃ပွဲလုံးသူရှုံးထားဆိုတော့ Brentford သွားတဲ့ transition နဲ့ဗျာသူအိမ်ဝင်းမှာအမှတ်ယူနေတာအဲ့သူကွင်းဖြစ်နေတဲ့အကြောင်းဒီပွဲမှာလည်း Mercedes ရနေသူအနေဆုံးတမှတ်လောက်တော့မနိုင်တော့မှသူမရှုံးဘူးအဲ့ဒါဒီက Man City တို့ကခတ်လာလိမ့်မယ်လို့ထင်တယ်။ Man City ကကျွန်တော်တို့ပိုခန်းဖန်းခတ်တယ်။ဒီယာဒီမှာပြောတာပေါ့လေ။ဟုတ်ကဲ့။အဲ့တော့အဖွဲ့ဝဲမှာဆိုရင် ဟိုငွေအင်အားသုံးထားတာမှာဒီနှစ်သူတို့ခေါ်တော့ခေါ်တာပါကွင်းလိုက်မှာ Rinders တို့လို့ပြီးတော့ Ryan Chaki တို့လို့ပြီးတော့ခံစစ်မှာ Inuri တို့လို့အရင် Man City level နဲ့ပြောမယ်ဆိုရင်အရင် Superstar profile ရဲ့မြင့်တဲ့ကစားမားတွေမှာဟုတ်တော့ပြန်ဘူးဟို underrated ဖြစ်တဲ့နည်းနည်းအသင်က Inuri ဆို Wolverhampton လာတာကွာတည်ရမကျွန်တော်မြင်နေတာပဲ3-4နှစ်လောက်ရှိနေပြီ Man City ကခေါ်သွားလိမ့်မယ်ထင်တော့မထင်ဘူး Man City ရောက်လာ underrated သူတို့အနေထားနဲ့သူတို့အရင်တော့ဆိုရင်ဒါလိုမျိုးကစားမားတွေခေါ်တာမဟုတ်သူတို့ဒီထက်ပုံရိပ်မြင့်တဲ့ကစားမားတွေခေါ်တာလीအဲ့တော့ဒီနှစ်တော့နည်းနည်းလေး trend ပြောင်းလာတယ်အဲ့တော့ ကြောင်းချစ်ကြီးရလဲ၃ရောက်ပေါင်းမှာတန်း၁၀၀ကျော်လောက်ပဲသုံးထားဆိုတော့ဖြစ်ပါမလားဗောနော်မနစ်ကလည်းကစင်ကလေးရတွေဖြစ်ထားရဲဆိုတော့စိုးရင်စိတ်တယ်စိုးရင်စိတ်တွေနဲ့စောင့်ကြည့်တယ်တာထွက်မှာအရန်ကောင်းတယ်ဥပါဒံဖူးစည်းနဲ့နိုင်တယ်ဟာမန်စီးတီးကတော့ဟုတ်ပြီထင်တယ်ဒီမထင်မရှားနေနဲ့လုံးပြအောင်မထင်နဲ့ဒုတိယပွဲကျတော့ထားပြီးတော့ကတောင်းကနေနေထားပြန်ဖြစ်ပြန်လာရောရှုံးပွဲတွေပြန်ကြုံလာပြန်ရောနှစ်ပွဲဆက်အဲ့မှာရှုံးပွဲကြုံတယ်စပါနဲ့စပါကိုအင်္ဂလိပ်မှာထားရှုံးတယ်ပြီးတော့ဘရိုက်တန်ကိုအဝေးကွင်းမှာ2-1နဲ့ရှုံးတယ်သုံးပွဲပြီးမှနှစ်ပွဲရှုံးတယ်ဆိုတော့ မျောလင်းကြက်ကအဲ့မှာတိတ်မရှိတော့ပြန်အောင်အဲ့အချိန်မှာမှပြန်ထပြန်ပြီးတော့ယူနိုက်တက်ကိုနိုင်လဲယူနိုက်တက်ကိုပန်ဘိုးပေးပန်ဘိုးမှုတွေပေါ့နော်သူကသူကအဲ့မှာစပုတ်လို့ရစပုတ်စပုတ်ကတော့အကောင်းနေအဲ့မှာယူနိုက်တက်ကိုနိုင်လဲအာဆင်နယ်နဲ့မှလည်းနိုင်ဖို့ထီအောင်သွားခဲ့တာပြောချင်တာအဲ့မှာကျွန်တော်မန်စီးတီးကိုပြောချင်ဖန်အပ်ခက်တယ်ဆိုတော့အဲ့ဒါပေါ့နော်အာဆင်နယ်ကဒီနှစ်ကချန်ပီယံဖြစ်ဖို့သွားနေလေဗာပူးနဲ့ကအပြိုင်မနှစ်ကလို့အမျိုးလေဗာပူးနဲ့အာဆင်နယ်အပြိုင်သွားနေဆိုတော့အာဆင်နယ်အမှတ်ရလို့မရတဲ့ချိန်မှာမန်စီးတီးကိုအိမ်ခွေးမှာနိုင်မလားလို့အာဆင်နယ်ဘက်ကိုရိမ့်လိုက်တဲ့ချိန်မှာ ူကတော့မန်စီးတီးကတော့နိုင်မလို့ဖြစ်သွားဟာလန်တော်တော်လေးကောင်းတယ်ဖွင့်ကိုစောစီးတီးရဲ့အတွင်းနဲ့အဲ့တကူပဲဂွာဒီယိုလာနဲ့မန်စီးတီးမှာကျွန်တော်မမြင်ရဘူးတဲ့ဂွာဒီယိုလာမှာအတ္တတစ်ခုရှိတယ်ဟုတ်ဖြစ်ချင်ရဖြစ်သူတိုက်စစ်ပဲကစားမယ်သူကပြိုင်ဘက်တင်းတို့လည်းစိတ်မဝင်စားဘူးပြိုင်ဘက်နီးပြတ်ဘာလုပ်မယ်လဲမစင်း စိတ်ဝင်စား तू proactive နီးပြတကယ်ကိုလုံးဝစစ်စစ်ကြီးတရားအကန်လုံးလုံးဝရေမရောဆိုတော့ तू မအဆက်ပြိုင်မဲ့အတင်းဘာလုံးမဲ့ဆိုတော့ तू လာပြောလို့ကြိုက်မှာမဟုတ်ဘူးနော် तू တိတာက तू ဘာလုံးချင်တယ် तू ကစားမတွေကိုဒါပဲ तू လုံးချင်တာကိုလုံးမယ် तू အတင်းကလည်းအဲ့ तू ကစားမတွေအဲ့လောက်ပုံဖော်ပြိုင်မဲ့အတင်းကဘလို့ကစားလို့ငါတို့ကဘလို့ပြန်ကစားလိုက်မယ်ဆိုတာမျိုးပွဲအချိန်ဒီပေါ်မူတည်ပြီးတို့လုံးချင်တာပဲတို့လုံးဟုတ်တာဒါပေမဲ့အဲ့လိုကောင်းမှာပါဆိုမှဒီနှစ်အဲ့အာတီတာနဲ့အာဆန်နဲ့တွေ့တဲ့ပွဲမှာအဲ့လိုမဟုတ်တော့ဘူးတို့ဝေးရပြီးနောက်ပိုင်းမှာတို့လုံးဝမလုပ်ပါဘူးဆိုတော့ပြိုင်ဘက်ကတိုက်စစ်ပြန်လုပ်လာတဲ့အချိန်မှာခံစစ်ကိုလုံးဝ ပိတ်ထားပြီးမန်စတီးမဆန်တော့ဘူးကိုလေအရင်အချိန်လေးရလိုအပ်ချက်ရသူလုတ်လိုက်ရတယ်အဲ့လိုမျိုးဖြစ်လာဟိုဂွာဒီယိုလာနဲ့မန်စတီးတော့မှပြောင်းလဲလာပြီဆိုတာမျိုးတွားပြီးတော့ခံစားရဆိုတော့ဖမ်းရလဲခတ်တယ်ဒါပေမဲ့တိုးတက်မှုလေးလည်းကျွန်တော်မြင်နေရခံစားပိတ်ဆော့တော့အဆုခံသေးရလေဟုတ်တယ်အလုပ်ခက်သေးတယ်ပိတ်ဆော့နေရတယ်အဲ့လိုဖြစ်လေအဲ့လိုဖြစ်လေအဲ့ဘာဖြစ်ဖြစ်ရက်လက်ပိုင်းလေးတွေအခုတိုးတက်လာတယ်နောက်ဆုံးဘန်လေးနဲ့ပွဲမှာဆိုလဲ5-1နဲ့နိုင်တယ်ရှေ့မှာဟိုဟာ United ကိုလည်း3-0နိုင်ထားတယ်ပြေချားထဲမှာအာဆင်နယ်ကိုလည်း ဒါနိုင်မလို့တော့ဖြစ်ခဲ့တယ်နောက်ကြပေးကိုကြောင်းတာဒါဝမ်းဝမ်းတဲ့သူက graph ကနည်းနည်းလေးတက်လာတယ်လို့ပြောတာပေါ့နှစ်ပွဲရှုံးကနေပြန်ကြည့်မယ်ဆိုရင်တော့နှစ်ပွဲဆက်ရှုံးနဲ့ဘာမှဆက်မရှုံးတော့ဘူးနောက်ဆုံးပွဲစဉ်၃ပြီးမှကျွန်တော် Man City ကို DR ဒီ Champion ဆင်းနဲ့ဖယ်ထုတ်လိုက်တဲ့လူတော်ရှိကောင်းရှိလိမ့်မယ်၃ပွဲမှာနှစ်ပွဲရှုံးလိုက်ပြီဆိုတော့မဖြစ်နိုင်တော့ဘူးတော့ DR ဒီအရင်တော့စောသေးတယ်ဒါပေမဲ့ဒီပုံစံနဲ့တော့မဖြစ်နိုင်တော့ဘူးလို့ပဲထင်ကြတာပေါ့လေဒါပေမဲ့အဲ့နောက်ဆုံး၃ပွဲမှာကျတော့ခုနှစ်မှတ်ပြန်ယူပြီးတော့အဲ့ထဲမှာရော့တဲ့အမှတ်ကလည်း Arsenal ကွင်းမှာဆိုတော့ဒါလက်ခံပြီးလို့ရတယ်ဒါက ချန်ပီယံမဖြစ်နိုင်ဘူးဆိုရင်တော့မှမန်စီးတီး level နဲ့ဆိုရင်တော့သူပြန်ရှိသင့်ရှိတဲ့ level တခုပြန်ရောက်လာတယ်လို့ပြောနိုင်တယ်ပေါ့နော်အဲ့တော့ကိုစိုးစိုးတော့ဒီပွဲရက်လက်လေးအသုံးတန်ရတဲ့ဘာတွေဖြစ်ဆွဲပြီးတော့ပြောခြင်းသေးလေးပေါ့ဒီပွဲစဉ်နဲ့ပတ်သက်ပတ်ပါတယ် brand pool ကသူ့အိမ်ကွင်းတစ်ခုပဲပေါ့နော်အိမ်ကွင်းဆိုတဲ့အားနဲ့ပဲဒီပွဲမှာမန်စီးတီးကိုရင်ဆိုင်ပါပေါ့နော်မန်စီးတီးကတော့သူ့အတွက်သိကစားရတာဗျအခြားသင်းနေလို့တော့ဟုတ်မှာမဟုတ်ဘူးကျွန်တော်မန်စီးတီးကအချိန်တန်ရင်သူတို့ရဲ့အကောင်းဆုံးဒီတိုက်စစ်နဲ့ပဲစားပါလိမ့်မယ်သူတပင်ဟာလန်လိုကစားသမားမျိုးက သူ့ရဲ့ဒီလက်ရှိ form တစ်ခုရပါပြီဆိုထိမ့်ဖို့မလွယ်ဘူးအချိန်တစ်ခုထိရတော့သူကဆက်သွားနေဦးမှာဆိုတော့ Haaland တို့ Doku တို့ရဲ့အားနဲ့တစ်ဖက်ကဒီ Quinlay Foden တို့ Brighter ဆိုတဲ့အားနဲ့တော့ Brentford ထိနိုင်မယ်မထင်ဘူးကျွန်တော်ဒီဘက်မှာ Man City နိုင်သွားလိမ့်မယ်ဂိုးတွေတော့သွင်းကြအောင်ပါပဲဒါပေမဲ့အများကြီးဂိုးပြတ်တာမျိုးတော့ဟုတ်ချင်မှာဟုတ်မှာဗျ Man City 2-1 ဒါ32ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့တော့ဒီဘက်မှာတော့ကိုရီမြန်အောင်များရပါတော့ခုဆိုရင်တော့တုံတုံမှုကတော့ဒီ Brentford နဲ့အင်ကွင်းမှာကိုရီရနိုင်တယ်ပေါ့နော်အဲ့တော့အခုချင်းကြီးကတော့ဒီဘက်ရလက်ဘလို့ဖြစ်မထင်တယ်ပြီးတော့အခုပြောသွားတဲ့အထက်မှာကျွန်တော်သတိထားမိတာဒိုကူပေါ့လေဒိုကူကျွန်တော်မနစ်ကအာရာဒီစအလူ၄၆ပွဲလောက်မှာကျွန်တော်စတွေ့တယ်အဲ့တော့ grillis ကိုရှိနေတဲ့အချိန်မှာ grillis grillis ကို guardiola ရန်သုံးခဲ့တယ်လေအဲ့တော့သူ့ ထည့်ပြီးတော့သူ့ကိုတုံးတယ်ဆိုတော့ဘာလေးလဲဆိုပြီးတော့ကြည့်ပြတယ်ပေါ့ဆိုတော့ဒါပေမဲ့သူ့ကိုကျွန်တော်ချစ်ကြည်ချင်းမှာကြိုက်တယ်သူ့ရဲ့ဒီဒီ dribble ဟိုဟာဒီဒီလက်ထွက်တာတွေကတူတူလေးတွေဗျာကျွန်တော်ထင်တယ်လေဒီလိုလေးဟို space အများကြီးမလိုဘူးပေါ့နော်အဲအဲ့လိုမလိုဘူးအဲ့လိုလူတွေထွက်တာလေးသဘောကျတယ်ဒါပေမဲ့အဲဘာလိုအပ်တယ်တော့မကြည့်ပါဘူးလေမနစ်ကတော့အများကြီးဖြစ်မလာဘူးပေါ့လေဆိုတော့အတော့ဒီနေ့ခုဆိုရင်တော့ပြောတာဒီနေ့အရန်ဒီဒိုကူကအရန်အသင်းအတွက်အဆင်ပြေလာပြီဆိုတော့ဘာတွေ ထပ်ပြီးတော့တိုးတက်လာတယ်ပေါ့ဒီအခြေအနေကဘွဲရက်လက်ကဘလို့ဖြစ်နိုင်လဲပေါ့အခုချင်းကြီးအမြင်ပေါ့အဲ့တော့မက်ဆီဒီဒီနဲ့ပိုကောင်းလာတယ်ပေါ့လေဒိုကူလည်းပဲကြမှာပေါ့အလုံးလုံးလာနိုင်ရပိုပြီးတော့ effective ဖြစ်လာတယ်ဟုတ်ပြီးတော့ Foden လည်းဒီ deep line မရှိတဲ့ quad line number 10 row မှာပို့ပြီးတော့ဟိုအသားကြလာပို့ပြီးတော့မနစ်က Foden တော်တော်လေးပျောက်သွားခဲ့တာပေါ့နော် Euro ရဲ့အချိန်လေးလဲပါတာပေါ့မနစ်က Foden တော်တော်လေးညော့သွားတယ်ဒီနှစ်ပြန်ပြီးတော့အခု Foden ပြန်ပြီးတော့နည်းနည်းလေး foul လေး return လေးတစ်ခုပြန်ရလာပြီပေါ့ အဲ့ဒါလေးတွေကမန်စတီးဒီတိုက်စစ်ပိုင်းကိုဟာလန်ကိုပံ့ပိုးမှုမှာပံ့ပြီးတော့အားကောင်းလာနိုင်တယ်လို့ထင်တယ်။ဒီကြားထဲမှာကျွန်တော်တို့ကမေးရမှာမန်စတီးကနှစ်ဖွဲ့ဖြစ်သွားမှာပေါ့နော်။ဟုတ်တယ်မှာကျွန်တော်တို့ရှေ့ကတစ်ဖွဲ့ဟိုဒီဒီဒီဘရိုင်းတို့ဟိုဆေးဗားတို့အဲ့အဲ့ဖွဲ့နော်။အဲ့အဲ့ဘက်အချမ်းကမေးလိုက်ရမယ်တစ်ဖြက်ပေါ့။ဦးကနောက်လိုင်းနဲ့အစ်စ်တစ်ခုပေါ့နော်။ဟုတ်တယ်မလား။ငွေလေးတွေနဲ့ပြန်သွားနေရပါပေါ့နော်။အဲ့လိုအဲ့လိုမှာနည်းနည်းလေးပြန်ပြီးတော့မန်စတီးအခုဒီတက်ပြန်တယ်လို့ရလာတယ်ပေါ့နော်။ပြန်တယ်လာပေါ့နော်။မန်စတီးပြန်ဖြစ်လာတယ်။အဲ့တော့ပြန်ချုပ်ရရင်တော့ မနေ့ကလည်း Brandford ကွင်းမှာမယ်စတီ22နဲ့အမှတ်တော်ရော့ခဲ့တာပဲအဲ့တော့ဒီနှစ်လည်း Brandford ကအဲ့သေးတမှတ်လောက်ရဖို့ပြန်ပြီးတော့ဥတီလာမယ်ရှိမှ Chelsea စီကနေလည်းအမှတ်ရထားတယ်ဒါ United ကိုလည်းနိုင်ထားတယ်ဒါပေမဲ့ဒီမှာတော့များသွားပြီဗျ၃ပွဲတောင်မှအသင်းကြီးတွေကိုတွေ့တိုင်းတော့ Brandford အမြဲတမ်းအိမ်ကွင်းမှာဟိုလုတ်ပြနိုင်မယ်ဆိုတော့မဟုတ်သေးဘူးပေါ့လီနန်ဒါထိတော့ကျွန်တော်အဲ့လိုတတ်မှတ်လို့မရဘူးထင်တယ်ဒီမှာတော့ Man City နိုင်သွားနိုင်ချေပုံများတယ်ကျွန်တော်ကိုဆုံးဆောင်လည်းအမြင်ကြည့်ပါတယ် Man City ဟိုဂိုးရင်ပြတ်သွားတာမျိုးဆိုတာထက်2-1လောက်နေပေါ့ကတ်နိုင်သွားတာမျိုးဖြစ်ဖို့ပုံများတယ် အဲမနှစ်ကတော့တည်ကြထားဆိုမှဒီနှစ်တော့ Man City Brentford ကွင်းမှာစပြီးတော့နိုင်သွားလိမ့်မယ်လို့ထင်တယ်။ဟုတ်ကဲ့အဲ့တော့အခုဆိုရင်တော့အခုချင်းကြီးရောကတော့ဒီပွဲကဒါ Man City နိုင်သွားဖို့ရတယ်နိုင်သွားနိုင်တယ်ပေါ့လေကပ်ပြီးတော့เนาะအဲ့တော့နေ့အထုံးမငင်းမဲ့ဟာတခုတော့ရှိရထင်တယ်ဒီပွဲအတွက်အပြန်လဲ twin go တွေများလို့မယ်ဆိုတော့နေ့အထုံးငင်းပြလာကူထင်ပါတယ်เนาะကဲအဲ့တော့ဒီနေ့ပွဲစဉ်မှာသုံးသပ်မှုတွေဒီမှာအဲခဏရန်သားခြင်းပါတယ်အဲ့တော့နောက်တစ်ပတ်ဘောလုံးရက်ကွယ်စီစီမှာပြန်ဆုံခြင်းပါတယ်နောက်တစ်ပတ်က international break ရှိတယ်เนาะဟုတ်တယ် international break ဝင်လာတယ်เนาะအဲ့တော့ break ဝင်လာတယ်ဆိုပြီးねကျွန်တော်တို့ဒီ premier league ရဲ့ပွဲစဉ်ခုနှစ်ပွဲပြီးမှပြန်ပြောင်းခြုံငုံပြီးတော့เนาะတစ်ဖြက်လေးပြန်ပြီးတော့ပြောကြတာပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ရှန်နဂီဥရှိနေကြတဲ့ပြည်သူများခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့တည်ဆက်မှုကိုဒီမှာနားကျင်ပါတယ်စနေတနေ့နေ့ရည်ညနေ9:40အချိန်တိုင်းမှာကျွန်တော်တို့ဘောလုံးရဲ့ကွက်အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်လို့တင်ဒင်းကောင်းပိုင်းကျွန်တော်တို့ဒီနေ့အစီအစဉ်အနေနဲ့နှုတ်ဆက်ပါတယ်အားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ